ားလုံးပဲမင်္ဂလာရှိတဲ့နေ့လေးဖြစ်ပါစေဒီနေ့ကျွန်တော်ဒီဗီဒီယိုဟာ လာမယ့်9လပိုင်းမှာတွေ့ကြုံလာမယ့်တနင်္ဂနွေသားသမီးတွေရဲ့အကန့်အစိုးအကောင့်ကိုကျွန်တော်ရဲ့ data link နဲ့ဟောကြားပေးသွားမယ့် data reading ဟောကိန်းဒီတစ်ခုဖြစ်ပါတယ်ကျွန်တော်တော့အဘမင်းငါရဲ့တပည့်ဆရာဆောင်းတော်ဖြစ်ပါတယ်မိတ်ဆွေအားဗီဒီယိုနဲ့ပတ်သက်ပြီးတော့ယုံကြည်မှုအတိုင်းအတာတစ်ခုရှိမယ်တနင်္ဂနွေသားသမီးတွေဖြစ်မယ်ဆိုလို့ရှိရင်ဒီဗီဒီယိုကိုစုံနဲ့တည်ကြည့်ရှုပြီးတော့9လပိုင်းမှာတွေ့ကြုံလာမယ့်ကိုယ့်ရဲ့အကန့်အစိုးအကောင့်အတိတ်ကြအတက်အကြအနေအမြင့်တွေကို ်တရှိခွင့်ရပြီးတော့ရှောင်ရဆောင်ရလေးတွေကိုနားလည်သွားမှာဖြစ်ပါတယ်။ကျွန်တော်ကလည်းကျွန်တော်တက်မြောက်ထားတဲ့ဒီ Terror နဲ့ပဲမိတ်ဆွေတို့ကတ်ချိုးပြီးတော့ဟောကြားပေးသွားမှာဖြစ်ပါတယ်။အဲ့တော့ကျွန်တော်ရဲ့ဗီဒီယိုတွေကိုကြိုက်နေတတ်မှုရှိတယ်ဆိုရင်ဘေးနားမှာရှိနေတဲ့ follow click လေးနှိပ်ပြီးတော့ကျွန်တော်ကို follow လုပ်ထားခြင်းအပြင်ကျွန်တော်ပြပြပေးနေတဲ့ meeting ရတရားနဲ့ပတ်သက်တဲ့အကြောင်းအရာတွေကိုမိတ်ဆွေတရှိခွင့်ရမှာဖြစ်ပါတယ်။အဲ့တော့ကျွန်တော်တို့တနင်္ဂနွေသားသမီးကြီးစတင်ပြီးတော့ဗီဒီယိုဟောပြရအောင်။အဲ့တော့ဘမအောင်ဆုံးအနေနဲ့ကျွန်တော်တနင်္ဂနွေသားသမီးတွေတုံ့တွေ့လာမဲ့စီးပွားရေးနဲ့ပတ်သက်တဲ့တပ်ဖြစ်ပါတယ်။ကိုပဲ လုပ်ငန်းတွေစီးပွားရေးလှုပ်ဆောင်တဲ့အကြောင်းမိတ်ဆွေတို့ဖြစ်ပါတယ်။စီးပွားရေးနဲ့ပတ်သက်ပြီးတော့အခက်အခဲတွေရှိနေကောင်းရှိနေနိုင်ပါလေ။လက်တော့မှာအဆင်မပြေမှုတွေလည်းတွေ့ကြုံနေရတာတွေရှိပါလိမ့်မယ်။ဒါဟာခုနလပိုင်းမှာတစ်ပြေးပြေးနဲ့ပြန်လှည့်ပြီးတော့ပြေပြောက်သွားပြီးတော့ကောင်းမွန်တဲ့နမိတ်ပုံရိပ်တစ်ခုကိုပေါ်ပြနေခြင်းဖြစ်ပါတယ်။စီးပွားရေးနဲ့ပတ်သက်ပြီးတော့ဒါတော့စီးပွားရေးမှာဘာတွေအားနည်းနေရလဲလို့ပြောမယ်ဆိုလို့ရှိရင်အများနဲ့ဖူးပေါင်းပြီးလှုပ်ဆောင်မဲ့ကိစ္စတွေဆက်သူရှယ်ယာကိစ္စတွေအားနည်းနေတဲ့အခြေအနေပိုင်းခြားတစ်ခုဖြစ်ပါတယ်။ဒါကြောင့်မလို့ ကိုယ့်ရဲ့လုပ်ငန်းကိစ္စတွေကိုမိမိကိုယ်တိုင်ဦးစီးဦးဆောင်လုပ်တာမျိုးမိမိကိုယ်တိုင်တည်တည်ကြကြစီစနစ်ကြကြလှုပ်ဆောင်တာမျိုးတွေဟာကိုယ့်ရဲ့လုပ်ငန်းနဲ့ပတ်သက်ပြီးတော့အကောင့်ဘက်ကိုဦးတည်သွားမယ်အပိုင်းခြားလို့ဖော်ပြထားခြင်းဖြစ်ပါတယ်။ဒီလိုချင်းနေပိုင်းခြားမျိုးမှာအလုံးမှာစိတ်မပျော်တာမျိုးအလုံးလုံးချင်းစိတ်ပျောက်ဆုံးနေတာမျိုးတွေဟာကိုယ့်ရဲ့လုပ်ငန်းကိစ္စကိုအဆိုးဖြစ်ပေါ်ဖို့အတွက်အကန့်အကြောင်းတရားလေးတွေအနေချင်းရှိနေပါတယ်။လုပ်ငန်းဟာမိမိကိုယ်တိုင်ပြည်ပစီစီလုပ်မယ်ဆိုရင်တော့အောင်မြင်မှုအတိုင်းသာတစ်ခုထိရောက်ရှိလာနိုင်လို့ဘေးနားနေစဉ်ကုညီပေးမဲ့မိတ်ဆွေအပေါင်းအသင်းတွေလည်းလုပ်ငန်းကိစ္စတွေနဲ့ပတ်သက်ပြီးတော့တွေ့ကြုံသားမှာပဲဖြစ်ပါတယ်။နောက်တစ်ချက်ကတော့ ငွေကြေးကိစ္စတွေနဲ့ပတ်သက်တဲ့ဘိုင်းဖြစ်ပါတယ်။တရင်းဝင်သားသမီးတွေကငွေကြေးကိစ္စမှာကိုယ့်ကိစ္စမဟုတ်ပဲသူများကိစ္စတွေနဲ့ပတ်သက်ပြီးတော့စကားများတာမျိုး၊ရံဖြစ်တာမျိုး၊စိတ်ဒေါတာဖြစ်တာမျိုး၊စိတ်မကျေနပ်စရာတွေဖြစ်တာမျိုး၊စိတ်မချမ်းသာတွေတွေးကြုံရတာမျိုးတွေတွေးကြုံလာတတ်ပါတယ်။ဒါကြောင့်မလို့ကိုယ့်ရဲ့ကိုယ်ရေးကိုယ်တာငွေကြေးကိစ္စမဟုတ်ပဲနဲ့တခြားသူရဲ့ငွေကြေးကိစ္စဈာထဲမှာပဲကြီးလောက်ဈာထဲစားညက်တာမျိုးအာမခံတာမျိုးဒုမဟုတ်ဒရီကူပြူလာမျိုးတွေမှာနည်းနည်းလေးဒရီထားဆင်ကျင်ဖို့အတွက်လိုအပ်ပါလိမ့်မယ်။အဲ့တော့ငွေကြေးကိစ္စရည်နဲ့ပတ်သက်ပြီးကံကောင်းလားဆိုးလားသိချင်တဲ့ဆရာဆိုရင်တော့လာမယ့်ခရလာပိုင်းမှာငွေကြေးကိစ္စရည်နဲ့ပတ်သက်တဲ့အပိုင်းတွေမှာတော့ ားလုံးဒီပါအစီအမေတာမျိုးမဟုတ်ပဲနဲ့အခုလက်ရှိဖြစ်ပေါ်နေတဲ့ငွေကြေးကိစ္စတွေထက်ဆိုင်တော့နည်းနည်းလေးကံကောင်းလာတာလေးတွေ့ကြပါမှာဖြစ်ပါတယ်။နောက်ချက်ကတော့တနင်္ဂနွေသားသမီးတွေကြောင့်တွေ့လာမယ်ကျမကြီးကိစ္စနဲ့ပတ်သက်တဲ့ပိုင်းဖြစ်ပါတယ်။ကျမကြီးတွေတနင်္ဂနွေသားသမီးတွေအားကောင်းနေတဲ့ကာလတခုအားကောင်းနေတဲ့ပိုင်းခြားတခုဖြတ်ကျော်အောင်မှာပဲဖြစ်ပါတယ်။ကျမကြီးညံ့နေတဲ့လူတွေပြန်လည်ပြီးတော့တက်တာပြောက်ပြင်းလာမယ်စေယုံစေကန်တက်နေတဲ့လူတွေစေယုံစေကန်ကနေပြန်လည်ပြီးတော့ဆင်းလာမျိုးတွေနဲ့ပတ်သက်ပြီးတွေ့ကြုံလာရမယ့်အချိန်တွေပိုင်းခြားတခုဖြစ်ပါတယ်။ တို့တော့စက်တက်ရင်နဲ့ပတ်သက်ပြီးမောင်းတဲ့ကစပိန်ဆိုင်ကကားစဖြစ်ပေါ့နော်ဒီကိစ္စရင်နဲ့ပတ်သက်တဲ့အခါမှာတော့ဗတိဝရိယရှိစွာနဲ့မောင်းနေမှာခင်မိခိုင်မိတိုင်းမိတာကြီးအနေချင်းဖြစ်ပေါ်လာနိုင်ပါတယ်ဆိုရင်ရောက်လာတဲ့အထိဖြစ်တာမျိုးမဟုတ်ဘဲနဲ့ကိုယ်အနေနဲ့ငွေကြီးဆုံးရှုံးတာမျိုးတွေဖြစ်ပေါ်တတ်ပါတယ်တမန်ကြီးကိစ္စရင်နဲ့ပတ်သက်လာရင်တော့အားကောင်းပါတယ်စက်တက်ရင်မောင်းနေတဲ့အခါစီးနေတဲ့အခါမှာနည်းနည်းလေးခရုစိုက်ဖို့တော့တော့လိုအပ်ပါလိမ့်မယ်နောက်ချက်ကတော့တနေ့ဦးနေသားသမီးကြီးကြုံတွေ့လာမယ့်အခြေအကျကိစ္စရင်နဲ့ပတ်သက်တဲ့အပိုင်းအခြားဖြစ်ပါတယ်ဒီချိန်မှာအခြေအကျကိစ္စတဲ့ကိုယ့်ရဲ့မိတ်ဆွေပေါင်းသင်းကိစ္စကိုယ့်ရဲ့မိသားစုကိစ္စကိုယ့်ရဲ့လုပ်ငန်းကိစ္စတွေကိုအချိန်ပေးနေရတတ်ပါတယ် ဒါကြောင့်မို့အခြေရေးကိစ္စတွေနဲ့ပတ်သက်တဲ့အပိုင်းတွေမှာတော့မိတ်ဆွေအနေနဲ့ကိုယ့်ရဲ့ချစ်သူအပြစ်တင်ခြင်းခံရတတ်ပါတယ်။ဒို့မို့ကိုမဖြစ်ရင်ကိုယ့်ရဲ့ချစ်သူဖြစ်နေတတ်ပါတယ်။ဒါကြောင့်မို့ဒီဖြတ်ကျော်လာမယ့်ခုနလပိုင်းမှာအခြေရေးထက်ပုံမို့ပြီးတော့အရေးကြီးတဲ့ຢာတွေအချိန်ပေးနေရတယ်ပြောဆိုနေရတဲ့အတွက်ကြောင့်မို့အခြေရေးကိစ္စမှာတော့နည်းနည်းလေးအဆင်မပြေမှုတွေတယောက်နဲ့တယောက်အငင်းပွားမှုတွေဖြစ်ပေါ်လာနိုင်တယ်။တကယ်လို့အခြေရေးကိစ္စမှာအဆင်မပြေမှုတစ်စုံတစ်ရာဖြစ်ခဲ့မယ်ဆိုရင်တော့မှကွဲမလားအပြတ်မလားဆိုပြီးမေးလိုက်ကွဲတာပြတ်တာမျိုးတွေတော့မရှိနိုင်သေးပါဘူး။အာကုညီပေးမဲ့လူတွေဒါမှမဟုတ်ကိုယ့်ရဲ့ဂျားတဲ့ဝင်ရောက် ီတော့ပြန်လဲအဆင်ပြေတဲ့အကန့်ចောင်းတရားတွေပေါ်ပေါက်လာနိုင်ပါတယ်ကိုကိုတိုင်ပြတ်ချင်နေတော့မပြတ်တတ်ဘူးပေါ့နော်အဲ့တော့အခြေအကျကိစ္စကန်ကောင်းလာဆိုအခြေအကျကိစ္စတိုက်ပြောက်တော့ကန်ကောင်းနေ ADA ဆက်နိုင်တာလေးပဲဖြစ်တယ်အခြေအကျကိုအချိန်မပေးနိုင်ဘူးတခြားတော့မိသားစုကိစ္စငွေကြေးကိစ္စတွေမှာအချိန်ကုန်နေတာမျိုးဆိုလို့ချင်းဖြစ်ပါတယ်နောက်ချက်ကတော့အိမ်တော်ကြီးနဲ့ပတ်သက်တဲ့အပိုင်းခြားဖြစ်ပါတယ်အိမ်တော်ကြီးနဲ့ပတ်သက်တဲ့အပိုင်းခြားမှာမလိုလားပဲငွေကုန်ကြေးကြများနေတာမျိုးငွေအထွက်များနေတာမျိုးတွေဒီခေါင်းကဘာမှတွေ့ကြုံလာမယ်ဆိုတော့အဲတခြားလုပ်ငန်းကိစ္စပေါ်မှာအိမ်ပြင်လာအိမ်ဆောက်တာအိမ်ကကလေးဈေးကြီးစသဖြင့်ပေါ့ဗျာခါတိုင်းကျပုံမှုပြီးတော့ကုန်ကြေးများနေတယ်ခါတိုင်းမှာဥပမာ ဲ6လပိုင်းပေါ့အခုခု6လပိုင်းမှာ7သိန်းကုန်နေဆို9လပိုင်းမှာ15သိန်းသိန်း30ပို့ကုန်သွားတာမျိုးဆိုလို့ချင်းဖြစ်ပါတယ်ဒါကြောင့်မလို့ငွေအထက်များနေတတ်ပါတယ်ငွေကြေးကိစ္စတွေပတ်သက်တဲ့အပိုင်းတွေမှာတော့နည်းနည်းလေးအိမ်တော်ကြီးမှာပို့ပြီးတော့3ဆွဲရတာမျိုးနဲ့ပတ်သက်ပြီးတွေ့ကြုံလာမယ်အချိန်ဒီပိုင်းခြားတစ်ခုဖြစ်ပါတယ်အတိတ်ကတခုခုလုပ်တဲ့အိမ်တော်တွေရှိရဆိုအတိတ်ကအတိတ်ကပြတ်တတ်ပါတယ်နော်အကြောင်းအရာတစ်ခုကြောင့်အဲ့ဒီအတိတ်ကဥမာကိုယ့်ရဲ့ကိုယ်တော်ဝင်စိတ်မယ်လို့ပြောတာ9ရက်ရှိလောက်မြောက်တဲ့အခါမှာအကြောင်းတွေတစ်ခုဖြစ်ပြီးတော့အဲ့ဒီအတိတ်ကပြတ်သွားတာမျိုးတွေဖြစ်တတ်ပါတယ်အတိတ်ကအောင်စူးစမ်းပါအဖြတ်တွေဝင်တတ်ပါတယ်ကောင်းတာလုပ်တဲ့ဆိုရင်တော့အဖြတ်ဝင်တဲ့အိမ်တော်ကြီးနဲ့ပတ်သက်တဲ့ကိစ္စတွေမှာပေါ့နော်နည်းနည်းလေးခရီးဆိုင်ဖို့တော့လိုအပ်ပါတယ်အဖြတ်များနေတယ်နောက်ချက်ကတော့ ကြုံတွေ့လာမယ်ကျွန်တော်တရင်းလေတာမီးရင်နဲ့ပတ်သက်တဲ့ဝန်ထမ်းဖြစ်ပါတယ်ဝန်ထမ်းနဲ့ဒီလိုခြေနေပိုင်းကြောင့်မှာအလုံးအစ်ရှာပွေဖို့အတွက်ကန်ခွင်လန်းကောင်းတဲ့နေရာအစ်ရောက်ဖို့အတွက်ကန်ခွင်လန်းကောင်းတဲ့မြို့ရာအစ်ပြောင်းရွှေ့ဖို့အတွက်လည်းအားကောင်းနေတဲ့ခြေနေပိုင်းကြောင့်တစ်ခုဖြစ်ပါတယ်မူရင်းရှိနေတဲ့အလုံးထက်အလုံးအစ်ရှာနေတဲ့လူတွေနေရာပြောင်းချင်တဲ့လူတွေမြို့နယ်ပြောင်းချင်တဲ့လူတွေဌာနပြောင်းချင်တဲ့လူတွေအတွက်ကန်ခွင်လန်းကောင်းရရှိလာမယ့်ခြေနေပိုင်းကြောင့်တစ်ခုလို့သုံးသပ်ပြီးတော့ဟောကြားပေးချင်ပါတယ်နောက်ချက်ကတော့တွေ့ကြုံလာမယ့်ကျွန်တော်ပညာရေးနဲ့ပတ်သက်တဲ့ပိုင်းဖြစ်ပါတယ် ပညာရေးမှာတော့မိတ်ဆွေတို့အနေနဲ့နိုင်ငံခြားသွားပြီးတော့ပညာတော်တင်သွားမှာတို့နိုင်ငံခြားမှာကျောင်းသားတက်မှာတို့လောက်ဆောင်လာတဲ့ကိစ္စတွေမှာအခက်အခဲတစ်ခုမဟုတ်တစ်ခု delay ဖြစ်နေတတ်ပါတယ်ဆိုတော့ကြံ့ကြာမှုနှောင့်နှေးမှုအဆင်မပြေမှုတွေနဲ့ကျွန်တော်ကြုံတွေ့ရတယ်တကယ်လို့သွားရခဲ့ရင်တော့ပျော်ပျော်ရှင်သွားရတာမဟုတ်ဘူးအဲ့ကိစ္စတွေပြင်ရှင်းစိတ်ညစ်ဆိတ်ရှုပ်ပြီးတော့မှသွားရတာမျိုးဆိုလိုခြင်းဖြစ်ပါတယ်ဒါကြောင့်မလို့အာတနေ့တကြီးတနေ့တကြီးဆိုနိုင်ငံခြားပဲဖြစ်ဖြစ်ပေါ့နော်မရန်ကုန်နေမန္တလေးပြောမယ်မန္တလေးနေရန်ကုန်တင်လဲလာတက်မယ်ဆိုတဲ့လူတွေတော့ကတော့ပြည်ညာရင်းနဲ့ပတ်သက်ပြီးတော့နည်းနည်းလေးအနောက်ချက်လေးရှိနေပါတယ်နည်းနည်းပြေးစားပြပါနော်နောက်ချက်ကတော့နိုင်ငံခြားသွားမယ်ကျွန်တော်မိတ်ဆွေတွေအတွက်ဒီလိုအချိန်ကြီးပိုင်းခြားမှုမှာ ။ဘာပဲလို့လို့ယုံကြည်မှုလုံခဲ့တာမျိုးတော့မကောင်းပါဘူး။ဒီချိန်မှာလူလင်ခံရတတ်တယ်။ကိုယ့်ဘော်ဘက်ကြီးရိုက်တာကိုယ့်ဘော်မဟုတ်မှန်တာပြုတ်လို့တာအငွေလင်ခံရတာမျိုးအခုမှအစ်စ်နိုင်ငံခြားတောက်တဲ့ဆက်လုပ်မဲ့လူတွေဆိုနည်းနည်းခရီးဆိုင်ပါ။လူလင်ကြီးများတွေနဲ့တွေ့ဆုံတတ်တယ်။မဟုတ်မှန်မှန်တဲ့လူတွေနဲ့တွေ့ဆုံရတတ်တယ်။ဒါကြောင့်မလို့ကိုယ့်အနေနဲ့အထိကိဆုံးရှုံးမှုနင်းနာမှုတွေဖြစ်လာနိုင်တယ်။တိတိကျကျဘီယူဆိုင်ပြီးလုံဆောင်မယ်ဆိုရင်တော့အောင်မြင်မယ်။ယုံကြည်မှုအတိုင်းလာလုံခဲသွားမယ်ဆိုရင်တော့အဲ့ဒီအပေါ်မှာတော့လိန်နာကြတာတွေခံရတတ်ပါတယ်။ဒါလေးကိုဘီယူဆိုင်စေချင်မှုတဲ့ ဟောကြားပေးခြင်းဖြစ်ပါတယ်အဲဆိုရင်ကျွန်တော်ရဲ့ဗီဒီယိုပေါ်ဒီမှာပဲညနာခွင့်ပြုပါအားလုံးပဲကျွန်တော်ရဲ့မိတ်ဆွေများကိုကြီးကျမ်းမာခြင်းစိတ်ချမ်းသာခြင်းနေပြေဆုံးပါစေလို့ဆုမွန်ကောင်းတောင်းနေတယ်ဗီဒီယိုပေါ်ဒီမှာပဲညနာခွင့်ပြုပါခင်ဗျာ